ချင်းချက်သူဖြူစပလင်ကိုထောင်းပြီးတော့စီတတ်ပါမယ်။ကနန်းသားကိုပြရတာမုံစားသမင်းနေထားပါလေ။ပြီးတော့ကျွန်တော်တို့အထက်မှာမမလေးဖြစ်သွားအောင်၆၆လေးဖြစ်သွားအောင်ကျွန်တော်တို့အရင်အပြင်မှာကြော်ပါလေ။တော့ပြင်တက်ဆင်းပြီးသားကျွန်တော်တို့ ကနားကွက်ကလေးတွေနဲ့ကျွန်တော်တို့ထုကိုဖောက်ပြီးတော့ကျွန်တော်တို့အရင်မှွေထားပါမယ်ပြီးတော့ကျွန်တော်ဆောဆောကကြော်ထားတဲ့ကနားသားလေးတွေကိုခွက်ကလေးတွေကိုထည့်ပြီးတော့ဒီတက်တက်လေးဖိသိပ်ပြီးတော့ကျွန်တော်ချက်ဦးကာနဲ့နေပြီးတော့ကျွန်တော်စီထဲမှာတစ်ခါပြန်ကြော်ပါမယ်ရောရဲရဲလေးနဲ့ အနံလေးကမွေးလာပြီဆိုရင်တော့ကျွန်တော်တို့ကနန်းကွက်ကြောရပါပြီဒါတော့ကျွန်တော်ကနန်းမစရာချက်ပဲဖြစ်ပါတယ်ဒါတော့ချက်ထားပြီးသားပါဒီနေ့တော့ကတော့ကနန်းခွက်ကြောရဲ့ကနန်းမစရာချက်ပဲ